UFC 323ပြိုင်ပွဲမှာလန်ဆန်နာပန်တိုဂျာကိုနိုင်ရပြီး Flyweight Champion ပွဲကိုလက်လွဲရယူနိုင်ခဲ့တဲ့ Joshua Van ဟာမြန်မာကုံကိုဆောင်းနိုင်ခဲ့ရုံမကအရှတ်တိုက်တစ်ခုလုံးရဲ့ကုံကိုပါဆောင်းနိုင်ခဲ့တာပါအရှတ်တိုက်တစ်ခုလုံးရဲ့ပထမဆုံး UFC Champion ဖြစ်လာတဲ့ Joshua Van ကိုအရှတ်တိုက်ရဲ့နိုင်ငံတချို့က computer post တွေတင်လာခဲ့ကြပြီးဂျပန်နိုင်ငံဆို Joshua Van အတွက် ကွန်ပျူတာချင်းကိုပါ ရေးဆက်တိဆိုပေးခဲ့ကြတာပါဒါပေမဲ့ချန်ပီယံတစ်ကျွရှာဘန်ကိုကွန်ပျူဘိုမေ့နေသေးတယ်မှာပြည်သူတွေများလို့ရှိနေတဲ့အင်းနီချင်းတိုင်းနိုင်ငံကတော့ကျွရှာဘန်ရဲ့ချန်ပီယံနိုင်ပွဲကိုမေ့ကြောင်ဆောင်နေခဲ့တဲ့ပုံပါပဲဒါကထိုင်းတွေအနေနဲ့အင်းနီချင်းနိုင်ငံရဲ့ဖိုက်တာတယောက် UFC လို့ MMA လောကရဲ့တိတ်ဆုံးနေရာက promotion မှာချန်ပီယံဖြစ်လာတာကိုမနာလိုတဲ့သဘောလားဒါမှမဟုတ် UFC လို promotion ကို ဝခုံးချင်းရှင်ကျင်တဲ့ဝမ်းချမ်းမြေရှိမှာဖိုင်းဖိုက်တာတွေကြီးပဲကြီးစိုးထားလို့သူတို့စီမှာလည်းချန်ပီယံတွေများရှိနေတယ်ဆိုတဲ့သဘောနဲ့နေထားမတူတဲ့ promotion တစ်ခုကိုတူတဲ့ fighter တွေကိုရှင်ကျင်လာလားဆိုတဲ့မိကုံးကလည်းထုတ်ချင်နေစရာကောင်းနေပါလေမဆုံးပြတိရောက်ရင် time fighter တွေဘလောက်ပဲညံ့ညာမလိုက်ပြီးနိုင်ပေးတတ်တဲ့ one championship ကိုနေရန်တကာကမီဒီယာတချို့ကတော့ time championship ဆိုပြီး ပေးတဲ့နဲ့ဆိုပြီးတော့နောက်ပြောင်းပြောဆိုခံရတဲ့တိ ဝမ်ကအချိန်နေစိုးနေတာပါဘာနာရေးအားနေပြီးဗလိုက်မှုတွေရှိတဲ့ဝမ်က MMA ပွဲတွေဆိုလည်းတိတ်မကျင်းပနိုင်တော့ပဲ MMA fighter တွေအနေနဲ့တနစ်နေမှာတပွဲလောက်ပဲထိုးရတဲ့အထိအချိန်နေစိုးရနေခဲ့တာပါ UFC ရဲ့ flyweight champion တေဂျိုရှူအဘောင်ကိုဝမ်ရဲ့ rotator နဲ့ခိုင်းနိုင်မှုတွေရှိခဲ့ပေမဲ့အဲ့လိုခိုင်းနိုင်တဲ့လူတွေကတကယ်ယူမိုက်တဲ့လူတွေပဲဖြစ်မှာပါမြန်မာပြည်ကရွေးရလို့ဖိုက်တာတွေနေနဲ့လဲဝမ်ချမ်ပီယံရှစ်မှာတွားထိုးတယ်ဆိုတာကရွေးရလို့ထက် ထိုးခြင်းနဲ့နဲ့ပပပူရပြီအာဆီယံမှာထိပ်ပိုင်း promotion ဖြစ်နေလို့ဆိုတာညင်းမြတဲ့အချက်တွေပါပဲဒါကြောင့် FC ပြိုင်ပွဲမှာ champion ဖြစ်ခဲ့တဲ့ Joshua Van နဲ့အာဆီယံလောက်ပဲထိုးပေါက်နိုင်တဲ့ one promotion က rotation ကိုမနိုင်ရှင်တင်မှာကြောင်းပြောခြင်းပါတယ်အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်